ီနေ့မှာတော့ယာမနီကသူမရဲ့ကောက်ချစ်တဲ့ဂျန်စီနဲ့ရီတင်နဲ့ရှီဗန်ညာတို့အတွက်ဒုတိယအကြိမ်မင်္ဂလာပွဲကိုပြုလုပ်ပေးမယ်လို့ကွက်စင်ကအဂူရီယသေးရီရဲ့လက်ကနေလွမြောက်လာခဲ့တဲ့ရှီဗန်ညာနဲ့စီရှာရုရဲ့ဂျာမာဘလူရီတက်ရှူသွေးခွမ်းလဲဆိုတာကိုစိတ်ဝင်စားပွဲကြည့်ရှုရမယ်။မွေပြိုမယ်ရဲ့ဂလန်ဆာအပိုင်း55ကိုရီကပ်ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။ တို့ရဲ့ Recover Channel ကိုကြည့်ရှုအားပေးကြတဲ့ပြည်သားအလုံးမင်္ဂလာပါ။အိန္ဒိယစကားများကိုတည်တံ့တိဆက်ပေးနေတဲ့ကျွန်တော်တို့ရဲ့ Recover Channel နဲ့နိုင်ငံတကာစကားဆုံးကိုတိဆက်ပေးသွားမယ် Recover ID Channel တို့မှာစကားကောင်းလေးတွေကိုကြည့်ရှုနိုင်မှု Subscribe လေးပြုလုပ်ပေးထားပါအောင်ခင်ဗျာ။ဇာတ်လမ်းလေးကိုတိဆက်ပေးသွားမှာကတော့ကျွန်တော်ထပ်နိုင်မယ်ဖြစ်ပါတယ်။ Retail ဂိမ်းမုတ်လေးကိုယူဆောင်လာခဲ့ကသူနဲ့ရှီဗန်ညာတို့ရဲ့မင်္ဂလာသက်တမ်း၆လပြည့်လေးကိုအထိမ့်မှတ်ဖြစ်အတူတူကိတ်ခွဲခဲ့ကြပိုင်ရှီဗန်ညာကတော့ရီတစ်ကိုကြည်နူးစွာနဲ့ကြည့်လိုက်ရင်ရှင်မနေကကယ်လိုက်တဲ့မွေရီထဲမှာရှင်ရဲ့မိသားစုကိုလိုင်းနောက်ရှက်နေတဲ့မွေလေးပါနိုင်တာပဲလေရှင်သားမကဲခြင်းရင်သူကအဂူရီရသိရိတတ်တာခံနေရတော့ပြီရှင်ပါလို့အဲ့ဒီမွေမကိုကယ်လိုက်ရတာလေလို့မင်းမြန်ခဲ့ပိုင်ရီတစ်က အဲ့ဒီမွေမကဘာလို့ကိုရုမီသားစုရဲ့ရန်သူဖြစ်နေရတာလဲဆိုတာကိုမသိပါဘူးမနေ့ကကဲလိုက်တဲ့မွေတွေထဲမှာအဲ့ဒီမွေပါလားဆိုတာလဲကိုမသိပါဘူးဒါပေမဲ့အဲ့ဒီမွေမအတွက်နဲ့အချားမွေတွေအကုန်လုံးကိုပါတည်ခိုင်းလိုက်ရမှာလားလို့ပြောဆိုကာသူရဲ့လက်ကုတ်ကအမှတ်သားကိုပြတ်တခဲ့ပြီးကိုကမွေတွေကိုစောင့်ရှောက်တဲ့မိသားစုရဲ့မျိုးဆက်လို့ပြောပြခဲ့ပါရှိပန်းညာလဲ သူမမသိသလိုနဲ့ဒီအကြောင်းတွေကိုဘသူကပြောပြတာလဲလို့ရီတစ်ကိုမင်းမြန်ခဲ့တဲ့အခါရီတစ်ကလည်းသူ့ရဲ့အိမ်မက်အကြောင်းကိုပြောပြခဲ့ပိုင်းရှီဗန်ညာကလည်းအဒီမွေမမှာအကြောင်းရင်းတစ်ခုတော့ရှိမှာပါမွေမတိုင်းကမကောင်းတာတော့မဟုတ်ပါဘူးကျမရွာမနေတုန်းကမွေမနဲ့ပတ်သက်တဲ့ပုံမြင်တွေကိုကြားခဲ့ရဘူးလေသူတို့ကလူတွေအတွက်ကံကောင်းမှုတွေကိုယူဆောင်လာပေးတယ်လေလူတွေရဲ့ကောင်းကျိုးလုပ်ပေးဖို့ပဲ ပေါ်လာတတ်ကြတာလို့ပြောပြခဲ့ပိုင်းအဲဒါရီတစ်လည်း မွေမနဲ့ပတ်သက်တာတွေစပြပြောတော့ဖို့နဲ့အခုလိုအချိန်ကပျော်ပျော်ရွှင်ရွှင်နေရမယ့်အချိန်ပဲလို့ပြောဆိုခဲ့ကတရားနဲ့တရားကိတ်မှုတ်တွေနဲ့မျက်နှာကိုတုတ်ကနောက်ပြောင်ကြီးစေခဲ့ကြရင်ချီနူးနေခဲ့ကြပါတော့တဖက်မှာလည်းယာမနီကရိုင်ဂျာကိုသူမရဲ့ချန်စီတစ်ခုကိုပြောပြကလှုပ်ဆောင်မှုစိတ်ခိုင်းခဲ့ပါတယ် ဂျာမနီရဲ့ဂျန်စီကတော့ပထမအဆင့်အနေနဲ့ဝေမားကိုမျက်စိလှည့်နိုင်ဖို့ရီတီတိုအတွက်6လပြည့်မင်္ဂလာသက်တမ်းအတွက်ပါတီပွဲတစ်ခုကိုပြုလုပ်ဖို့လှုံ့ဆော်ထားခဲ့ပြီးရာယီဂျာကိုလည်းလက်မဝတ်ဆင်ထားတဲ့အဆောင်လက်စွပ်ကိုချုပ်ကိုင်းခဲ့ကဝေမားအလွယ်တကူမတွေ့နိုင်တဲ့ရာယီဂျာရဲ့လက်မောင်းမှာကျိုးနဲ့ချီကပတ်ထားစေခဲ့ပြီးဝေမားရဲ့မြန်မာရာယီဂျာကအဆောင်လက်စွပ်မွေထားတဲ့ပုံစံဖြစ်အောင်စီစဉ်ထားခဲ့ခြင်းပဲဖြစ်ပါတယ်ဒုတိယအဆင့်အနေနဲ့ ွေမကရိုက်တာရဲ့အနားကိုရောက်လာပါကမွေမကိုအပြင်တနေရာကိုမျှခေါ်သွားပြီးတနက်နေ့အသေးဖြစ်တတ်နိုင်ရန်အတွက်တနက်တလက်ကိုရိုက်တာပြည့်ရထားခဲ့ခြင်းပဲဖြစ်ပါဘယင်းကြီးစကရန်စင်ကတော့ဂူကြီးထဲမှာနေရန်တစ်ခုကွဲနေခဲ့တာကိုကြည့်ပြီးအရင်တုန်းကမွေမြူတီရန်နာကိုတင်ယူဖို့မဟေ့မာတီမျိုးနွယ်စုတွေရောက်လာကြတဲ့အချိန်တုန်းကဒါကိုကာကွယ်ဖို့ဒတိုင်းနေရန်ကြီးတစ်ခုကိုတိစောက်ခဲ့တာကိုလည်းပြန်လည်မြင်အောင်နေခဲ့ပါ အစူအားဒတိုင်းနေရန်ကြီးကိုဘသူကမှပြုတ်ဖြတ်ပြီးမကြော်ဖြတ်နိုင်ခဲ့ပဲဒါကိုကြော်ဖြတ်နိုင်တဲ့တယောက်သေးသောသူကလည်းမွေမြူတဲ့ရန်နာကိုကကွယ်ဆောက်ရှောက်မဲ့အသွင်ပြောင်းမွေပဲဖြစ်တဲ့ဆိုတာတွေကိုပြန်ပြီးတော့တွင်းနေမိခဲ့ကအစူအားအနေနဲ့ဂူဒီယန်ပေါ်မှာလည်းပကြီးပုံတစ်ခုကိုချိတ်ဆွဲကဘယင်ကြီးကဖုံးကွယ်ထားခဲ့ပါ န်ကက်စ်တို့မောင်မားတွေကတော့အကူပြတ်သူရီတနဲ့ရှီဗန်ညာတို့ကိုခေါ်ကအထိမ်းမှတ်ဓပုံကိုရိုက်ကူးပေးဖို့ပြုလုပ်နေကြတာကြောင့်ရှီဗန်ညာကလည်းဓပုံရိုက်ခံတဲ့အလေးထားမရှိတာမို့အခက်အခဲတွေဖြစ်နေခဲ့ရချိန်မှာပဲဂျာမနီကရောက်ရှိလို့လာခဲ့ပြီးနေရာထိုင်ရခနေတဲ့ရှီဗန်ညာဘက်ကနေဝင်ရောက်ပြောဆိုပေးသလိုနဲ့အန်ကက်စ်တို့ကိုဆက်မရိုက်ဖို့ပြောဆိုခဲ့ပါတယ်။အဲဒီနောက်ရီတနဲ့ရှီဗန်ညာကိုလည်းပါတီပွဲအတွက်ပြင်ဆင်ခိုင်းခဲ့ပါတယ်။ညာဘက်ပါတီပွဲကိုစတင်ခဲ့တဲ့အချိန်မှာတော့ ရိုက်ဂျာကယာမနီသူ့ကိုတာဝန်ပေးထားတဲ့အတိုင်းပွဲထဲမှာရှိတဲ့သူ့ရဲ့သားသမီးတွေကအစရောက်လာသူတွေအားလုံးကိုတန်တရားမျက်လုံးတွေနဲ့အကဲခတ်နေခဲ့သလိုသူ့ရဲ့လက်မောင်းမှာပတ်ထားတဲ့ဆောင်လက်စွပ်နဲ့လူတိုင်းကိုလိုက်ထိနေခဲ့တာကြောင့်ယာမနီကဂျာကနေအမြင်မတော်တာကြောင့်ဝင်ထိန်ခဲ့ရပါတယ်။ဒါကြောင့်ရိုက်ဂျာလည်းသူ့ရဲ့ပြူမှုကိုသတိထားခဲ့ပြီးမွေမရောက်လာရင်တရားဖို့မျက်ခြေမပြတ်စောင့်ကြည့်နေခဲ့ပါတော့တယ်။ မိဘကြောင့်မှပါတီပွဲအတွက်ဖြိုရီတွေလာရောက်ပြင်ဆင်ပေးနေတဲ့ရှီဗန်ညာရှိရာကိုဂျာမနီကရောက်ရှိလို့လာခဲ့ပြီးဒီနေ့ကသားဖြစ်သူရီတန်နဲ့ရှီဗန်ညာတို့ရဲ့ပါတီပွဲပဲဖြစ်တာမို့သူပဲပြုလုပ်ပေးမယ်လို့ပြောဆိုကာရှီဗန်ညာကိုပါတီပွဲတဲ့ကိုသွားဖို့ပြောဆိုနေခဲ့စင်ပါပဲဂျာမနီရဲ့လက်ကအစင်းရီကိုတွေးလာရတာကြောင့်ရှီဗန်ညာကဘာဖြစ်တာလဲလို့ဂျာမနီကိုစိတ်ကောင်းစွာနဲ့မေးမြန်းခဲ့ပါတယ်ဒီဥဆောင်ကောင်းတဲ့ဂျာမနီကလည်းချက်ချင်းဆိုသလိုမျက်ရည်တွေကကျလာခဲ့ပြီး ရိုင်ဂျာကသူ့ရဲ့ဆောင်းလက်စွပ်ပျောက်သွားလို့မြ мян ရှာပြီးဝတ်သွားဖို့ပြောဆိုခဲ့တာကိုဒေါ်သားတွေထွက်ပြီးလက်ကိုဖြည့်ညက်ဆုပ်ကန်ခဲ့တာကြောင့်လက်ကနာပြီးဒီလိုအစင်းရတွေဖြစ်လာခဲ့ရတာဖြစ်ကြောင်းပြီးတော့သူ့ရဲ့ဒေါ်သားတွေကမပြေသေးလို့ထိုးလိုက်ရိုက်လိုက်ပြုတ်လုခဲ့ကြောင်းပြီးတော့သူကဘယ်မွေကိုမှလည်းမကြောက်ဘူးသူရဲ့အဆောင်လက်စွပ်ပျောက်သွားတာကိုလည်းမွေမကမသိတော့ပါဘူးလို့ပြောဆိုနေခဲ့ကြောင်းပြောပြပြီးငိုကြွေးနေခဲ့တာကြောင့်ရှီဗန်ညာကဂျာမနီကိုဖွှိဖက်နှစ်သိမ့်ပေးနေခဲ့ပါတယ် ရှိဗန်ညာရဲ့စိတ်ထဲမှာတော့သူ့ရဲ့ရောက်မှဖြစ်တဲ့ယာမနီကစိတ်ထားအလွန်ကိုကောင်းပြီးရုံမှရိုင်းဆိုင်တဲ့ရာဟီဂျာကိုအဆောင်လက်ဆုပ်မရှိတော့ဂလက်စားချိန်မယ်လို့ဆုံးဖြတ်ခဲ့ပါတယ်။ဒီလိုတွေဖြစ်အောင်လဲယာမနီကရှိဗန်ညာရဲ့အရှိမမူသားရီနဲ့အကွက်ဆင်ခဲ့တာဖြစ်ပါတယ်။အဆိုပါအချိန်မှာပဲစီရှာကလည်းပတ်တီပွဲတွေကိုမွေးသွင်းနဲ့ဝင်ရောက်လာခဲ့တာကိုရာဟီဂျာက တွေ့မြင်သွားခဲ့ပါတယ်။ ါကြောင့်ရိုင်ဂျာကမွေမသတိထားမိအောင်သူ့ရဲ့ဆောင်းလက်စုပျောက်ဆုံးသွားခဲ့ကြအောင်အားလုံးကိုဝမ်းရှာပေးဖို့နဲ့ဒီလက်စုကိုသာမွေထားရင်သူ့ကိုမွေမကတတ်မှာဖြစ်ကြောင်းမွေမမကြားကြအောင်အော်ပြောနေခဲ့ပါရီတက်ကလည်းရိုင်ဂျာရဲ့ပြောဆိုနေတဲ့ငိုကြားလိုက်ရတာကြောင့်အနာကိုရောက်ရှိလာခဲ့ပြီးမစိုးရိမ်မို့နဲ့သူလည်းရှာဖွေပေးပါမယ်လို့ပြောဆိုကာလက်စုပ်ကိုဝိုင်းရှာပေးခဲ့ပိုင်းရိုင်ဂျာရဲ့ခြေနေကိုအင်ပေါ်တက်ကနေလှမ်းမြေနေခဲ့ရတဲ့ရှီဗန်ညာကကျမတို့ဒီနေ့အောင်ပွဲခံကြတာပေါ့ရိုင်ဂျာ ဒီပွဲကရှင့်ရဲ့ဇာပနာပဲလို့ပြောဆိုကြုံးဝါနေခဲ့ပါတယ်။စီရှာလည်းရှီဗန်ညာရဲ့ခန်းထဲကိုရောက်ရှိလို့လာခဲ့ပြီးရှီဗန်ညာနဲ့တွေ့ဆုံခဲ့တဲ့အခါရှီဗန်ညာကစီရှာရိုက်ဂျာကိုတတ်ဖို့အချိန်ကောင်းကိုရောက်ပြီဖြစ်တာကြောင့်သူမကိုယ်တိုင်လက်စားချေဖို့လှုပ်ဆောင်မှာဖြစ်ကြောင်းစီရှာကိုတော့သူမအနေနဲ့ဆောင်းပြီးဒီမှာနေခဲ့ဖို့နဲ့ ူကတော့ရိုက်ဂျာကိုပါတီပွဲတွေကနေညှောက်ခေါ်သွားကလူရှင်နဲ့တနေရာမှာတပ်ပြစ်မှာဖြစ်ကြောင်းပြောဆိုပြီးထွက်ခွာသွားခဲ့တာကြောင့်စီရှာလည်းရီတနဲ့ရင်ဆိုင်ရမယ့်အရေးရင်းလေးနေမိခဲ့ပါတယ်။သူတို့နေရာပြောဆိုနေခဲ့တာတွေကိုဂျာမနီကအခန်းရဲ့ပြင်ကနေတိတ်တိတ်လေးချောင်းနှားထောင် နေခဲ့ပြီးသူရဲ့ဂျန်တွေအောင်မြင်ပြီလို့လည်းရေရွတ်ကချိန်တက်နေခဲ့ပါတယ်။အဲဒီနောက်ဂျာမနီကသူမရဲ့ဒုတိယကစားပွဲကိုစတင်ဖို့ပြင်ဆင်ခဲ့ပါတော့ ရာဂျာကတော့လက်စကိုလိုက်လံရှပွေသလိုဟန်ဆောင်နေကိန်းမွေသွင်းတဲ့ပါတီပွဲအနီးကနေဖြတ်သွားခဲ့တဲ့ရှီပန်ညာကိုတွှိရှိလိုက်ရတာကြောင့်ဘသူမှသတိမထားမိအောင်အနောက်ကနေလိုက်ပါသွားခဲ့ပါတယ်။ရာဂျာကရှီပန်ညာရဲ့နောက်ကိုတနက်တလက်နဲ့လိုက်ပါသွားခဲ့တာကိုကြည့်ပြီးဂျာမနီကတော့သဘောချနေခဲ့ပါတယ်။ဂျာမနီကရီတစ်ကိုပါတီပွဲတွေကနေတိတိဆိတ်ခေါ်ဆောင်လာခဲ့ပြီးဒါဖြစ်သူရီတစ်နဲ့ရှီပန်ညာတို့အတွက် surprise season တစ်ခုကိုပြုလုပ်ထားခဲ့ကြောင်းဒါကတော့ ဒုတိယကြိမ်ထပ်ပြီးတော့မင်္ဂလာဆောင်ဖို့နဲ့ရှီဗန်ညာကိုဖွင့်မပြောဘဲတိတ်တဆိတ်စီစဉ်ဖို့ရီတက်ဟာပြောဆိုခဲ့တာကြောင့်ရီတက်ကလည်းရှီဗန်ညာအံဝေါ်တော့အောင်ပြုလုပ်ဖို့သူကလည်းဂျာမနီပြောတာကိုလက်ခံခဲ့ပိုင်ရီတက်ထွက်သွားခဲ့တဲ့အချိန်မှာတော့ဂျာမနီတရားအရာအလုံးကအခုချိန်ထိသူမရဲ့ကစားကွက်အောက်မှာပဲရှိနေသေးတာကြောင့်သဘောကျစွာနဲ့ပြုံးနေခဲ့ပါတော့ ရီတလေသူခန်းကိုပြန်လဲရောက်ရှိလာခဲ့တဲ့အချိန်မှာတော့ရှီဗန်ညာအဖြစ်ဟန်ဆောင်ထားခဲ့တဲ့စီရှာကိုဖတ်လိုက်ကဗီဒီယိုထဲမှာအသင့်ထည့်ထားတဲ့ဘူးတွေကဝက်စားတွေကိုလဲလိုက်ဖို့ပြောဆိုနေခဲ့ပြီးသူကိုယ်တိုင်ပဲယူဆောင်လာပြီးခဲ့ကရှီဗန်ညာအဖြစ်ဟန်ဆောင်ထားတဲ့စီရှာကိုပေးရခဲ့ပိုင်စီရှာကလည်းဘူးတွေကဝက်တွေကိုယူပြီးချီးရှူလိုက်တဲ့အချိန်မှာတော့မင်္ဂလာဆောင်ဝက်စားတွေဖြစ်နေခဲ့တာမို့အန်ဟိုးနေခဲ့အချိန်မှာပဲရီတစ်က သူ့ရဲ့ရှီမှာပဲဒီဝက်စားတွေကိုလဲလိုက်ဖို့ပြောဆိုခဲ့ပိုင် ရှိပန်းညာအဖြစ်ဟန်ဆောင်ထားခဲ့တဲ့စီရှာကရီတရဲ့ရှေ့မှာအဝစ်လဲဖို့ညှင်းဆန်နေခဲ့တာကြောင့်စိတ်မရှိတော့တဲ့ရီတလည်းသူ့ရဲ့မျက်လုံးကိုအဝစ်စီးလိုက်ကသူကိုယ်တိုင်ပဲစီရှာကိုအဝစ်လဲပေးခဲ့တာကြောင့်စီရှာတယောက်ကတော့ချင်းမကင်မိလက်မကင်မိဖြစ်ကဂရုံငရင်တွေဖြစ်နေခဲ့ရပါတော့။အဲနောက်ရီတလည်းသူလည်းအဝစ်စားလဲရအောင်မှမို့ထွက်သွားခဲ့စင်မှာမန်ရှိမှာတယောက်သေးချန်ခဲ့တဲ့စီရှာလည်းရင်တုံပန်းတုံဖြစ်ကချန်ရစ်ခဲ့ရရင်စိတ်ထဲမှာလည်း ရီတရဲ့နောက်ထပ်လာမယ့်စီစဉ်တွေကဘာမှမသိတာမို့ရှီဗန်ညာတယောက်ငြင်းငြင်းပြန်ရောက်လာစေဖို့ကိုသာဆူတောင်းနေမိခဲ့ပါတပတ်မှလည်းရှီဗန်ညာကရိုင်ဂျာကိုပါတီပွဲထဲကနေခလန်းလန်းတနီယာကိုမျှောက်ခေါ်သွားခဲ့ပါတနီယာရောက်မှတော့ရှီဗန်ညာက"သူမကိုသူမကြီးမားတဲ့မွေးကြီးတစ်ကောင်ဖြစ်ပြောင်းလဲလိုက်ရင်ရိုင်ဂျာကိုပေါလိုက်ပေးမယ်"လမောင်မပတ်ထားတဲ့အဆောင်လက်စွပ်ကြောင့်ရှီဗန်ညာလည်းရိုင်ဂျာကိုအနည်းငယ်မပေးနိုင်ခဲ့ပါဘူး ရှိပန်ညာလဲဒီတော့မှရာဂီတာရဲ့လက်မောင်းမှာအဆောင်လက်စွပ်ရှိမှန်းသိရှိသွားခဲ့ကထွက်ပြေးဖို့ကြိုးစားခဲ့တာကြောင့်ရာဂီတာက ရှိပန်ညာကိုတနက်နေ့နှစ်ချက်ခန့်လှမ်းပစ်ခဲ့ပေမယ့်ကံကောင်းထောက်မလို့ရှိပန်ညာတရားဘာမှဖြစ်ခဲ့ပါဘူး။ဒါကြောင့်မဲမချေမနဲ့ဖြစ်သွားခဲ့တဲ့ရာဂီတာကရှိပန်ညာရဲ့နောက်ကိုမျက်ခြေမပြတ်ထပ်မံလိုက်လာနေခဲ့ပါတယ်။တပတ်မှလဲရီတစ်ကသူတို့သားတယောက်ပုံစံဖြစ်စင်ပြီးတော့ထွက်လာခဲ့ကရှိပန်ညာအဖြစ်ဆောင်ထားခဲ့တဲ့စီရှာကိုမင်းအတွက် ဒုတိယ surprise ရှိသေးတယ်လို့ပြောဆိုကာအခန်းထဲကနေခေါ်ဆောင်သွားခဲ့ပါတော့တယ်။ရှီဗန်ညာလည်းရိုင်ဂျာရဲ့လက်ကလုံအောင်မြုပ်သီးထောင်းနေတဲ့အမျိုးသမီးကြီးချိုရှီယာကိုတွားရောက်ခဲ့ပြီးလူတစ်ယောက်ကသူမကိုမတရားပြုခြင်းမို့တိုးစားတာကိုသူမကလက်မခံတာကြောင့်အခုသူမရဲ့နောက်ကိုလိုက်ပြီးအန်ရီပြုတ်နေကြောင်းပြောဆိုအကူအညီတောင်းခံခဲ့တာကြောင့် အဆိုပါမျိုးသမီးကြီးတွေကအသက်ကြီးကြီးမျိုးသမီးကဘာမှစိမ်ပူဖို့နဲ့သူတို့တွေဝိုင်းပြီးကာကွယ်ပေးပါမယ်လို့ပြောဆိုကာရှီဗန်ညာကိုသူတို့စီမှပုံခိုခိုင်းခဲ့ပါတယ်။ရီတက်ကတော့ရှီဗန်ညာအဖြစ်ဟန်ဆောင်ထားတဲ့စီရှာကိုအိမ်ရောက်ထက်ကမင်္ဂလာပွဲပြုလုပ်ဖို့ပြင်ဆင်ထားရနေရကိုခေါ်ဆောင်လာခဲ့တာကြောင့်စီရှာလည်းရှီဗန်ညာသာပြန်လည်ရောက်ရှိလာခဲ့ရင် သူမအနေနဲ့ဘလူးတွေရှင်းပြရပါမလဲလို့တွေးကာစူးရိမ်နေခဲ့ပါတော့တယ်။ နောက်ရက်တွေမှာလည်းဒီလိုစကားကောင်းလေးတွေကို recap ပြုလုပ်တင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ recap out channel ကို subscribe လေးပြုလုပ်ပေးသွားပါအောင်နော်စကားလေးကိုအချိန်မေးကြည့်ရှုခဲ့တဲ့အတွက်ကျေးဇူးအထူးပဲတင်ပါတယ်